နေပြီးတော့နေမီဟာမလင်းဘေးဒဏ်အတွက်စိတ်မချရတော့ဘူးလို့ပညာရှင်တွေကထောက်ပြလာကြပါတယ်နေပြီးတော့လေတဲ့တဲ့မှာငလင်းရောရှိတယ်လို့ဆိုကြတာဖြစ်ဖို့များပါတယ်2023ခုနှစ်တုန်းကဥပါဒတန်ဒီဇေဒီတော်ရေမြင်တော်အထိမြေအောက်ရေတွေပန်းထွက်လာလို့ဘောဘကအဖွဲဖုံဖုံဖိဖိလှုပ်ပြစ်လိုက်တာရှိခဲ့ပါတယ်နေပြီးတော့လို့မျိုးပြသိကြီးစောင့်နိုင်ခဲ့တယ်မြေနေရာရွေးတာအရန်တော်တယ်အုံနောက်အရန်ကောင်းတယ်လို့ခီးမွန်တာခီးမွန်ဖွင့်ခဲ့တဲ့ ဘောမအောက်ဆွဲတိုက်အတွက်ဒီသတင်းသာမှန်ခဲ့ရင်တော့အုတ်ချုပ်ရေးမြို့တော်နေပြည်တော်ဟာမရေရာတော့ရွယ်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရေပေါ်ရောထင်းချန်နယ်ကနေပြန်လေးကြိုဆိုလိုက်ပါရစေဒီနေ့က2025လေးလပတ်ငါးရက်နဲ့ညနေပန်းထိရရှိထားတဲ့သတင်းထုတွေကိုတက်တဲ့တလို့ကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်ရှုအောင်ပါပထမဆုံးကတော့ထန်းနိုင်ငံအတွင်း BIMSTEC အစည်းအဝေးတက်ရောက်ခဲ့တဲ့အကြမ်းဖက်မင်းအောင်လန်က ထမရက်ထက်ဆိုးရွယ်ညတ်တွန်းချင်းနေပြီးတော့ပြန်လာရတယ်လို့သိရှိရပါတယ်သူကတော့ဘာလို့အဲ့လိုပြင်းနေရတယ်လဲဆိုလို့ရှိရင်အင်တာပိုအတန်ကြာတာနဲ့အင်းနေချင်းနိုင်ငံလေးကနေတောင်မှညတ်တွန်းချင်းကိုပြင်းနေရတယ်မြေအောင်လက်ချင်းနေဖြစ်နေပါတယ်ဒါကကျွန်တော်တို့မနေ့ကလည်းကျွန်တော်တင်ဆက်ပေးပါရစေဒီမနေ့ခင်မလေးတင်ဆက်ပေးပါရစေမြောင်းလန်ကအင်တာပိုကိုအရန်ကြောက်နေတဲ့တူပါတယ်အခုသူတင်းနေတဲ့အချိန်အာသူတင်းနေတဲ့ဟိုတယ်အထိကိုကျွန်တော်အာ တို့ចောင်းသားတွေအကျွန်တော်မြန်မာနိုင်ငံသားတွေကဇန်နပြက်နေရတဲ့အချိန်မျိုးတိဖြစ်နေလို့လုံးဝကိုနေလို့မရတော့တဲ့အချိန်အဲ့မပြောတော့လို့ထွက်ပြီးတော့နေရတဲ့မြောင်းလန်ရဲ့အချိန်ကိုပြောပြနေတာဖြစ်ပါတယ်အဲ့ဒါပြင်ပါထက်ဖြစ်လဲဆိုလို့ရှိရင်ထန်းနိုင်ငံဘန်ကုတ်မြို့တွင်အေပီလာ၄ရက်နေ့ကမြန်မာစစ်ကောင်းဆောင်အကြမ်းဖက်မင်းအောင်လှိုင်နဲ့တွဲဆောင်ခဲ့တဲ့ဓက်ပုံတပုံကိုဘူတန်ဝန်ကြီးချုပ်ကလူမှုကွန်ရက်စာမျက်နှာမှာအာခီကျူးစကားတွေရေးသားတင်ခဲ့ပြီးတဲ့နောက်မှာပြန်လေဖေရှားလိုက်တယ်လို့သိရပါတယ်ဒါကမနေ့ကလည်းကျွန်တော် င်တို့မနေ့ညအထိကိုရရှိတဲ့တွေ့ရှိသေးတယ်အဲ့ဒါပြီးရင်တဲမကြဘူးဒီမနေ့ပိုင်းမှာတော့မတွေ့ရတော့ဘူးတရားကသူကူတိုင်းကဖြေချက်ခဲ့တယ်လို့သိရှိရပါတယ်ဒါကဘာလို့လဲဆိုလို့ရှိရင်အာသူ့ကိုကျွန်တော်တို့မြန်မာပြည်သူတွေကသူ့ရဲ့ comment အောက်မှာသူ့ရဲ့ social media အောက်မှာဝန်းဝန်းပြီးတော့ရေးသားမှုတွေကြောင့်အကုန်လုံးမခံနိုင်ဘူးဖြစ်နေတာဒါကတော့အရင်အစကတော့ main online ကိုခြေကျစကားတွေပြောနေသေးတယ်ကျွန်တော်တို့ ငါဘူတန်ဝန်ကြီးချုပ်ကအာတင်ခဲ့တဲ့ post မှာဆိုလို့ရှိရင်ဘူတန်မြန်မာဆက်ဆံရေးခံမာစေတာအဲဒီကလာမယ့်နှစ်တွေမှာ ပုံမနင်းကြတဲ့ပူပေါင်းဆောင်ရွက်မှုတွေတီဆော့ဖို့မျောလိမ့်မျောလိမ့်တယ်လို့ငလိန်ဘေးမှာလည်းဘူတန်ဘရင်ကတက်တဲ့သမျှပန်းပိုးကူငင်မေလို့ပြောကြားကြောင်းအဆရှိတဲ့ရေးသားချက်ပိုပြက်ခဲ့ပါတယ်ဒါကမှန်ဆိုလို့ရှိရင်မြောင်းလန်ကိုမြုပ်ပြီးမြုပ်ပြီးပြောချင်မဲ့လေကျွန်တော်ပြည်သူတွေရဲ့အားအိမ်ဆိုတာကကျွန်တော်တို့ comment မှာဝမ်းပြီးတော့ရေးခဲ့ကြလို့အခုလိုမျိုးပြင်ပြီးတော့ဖေရှားရတဲ့အခြေအနေမျိုးဖြစ်နေပါတယ်အခု တကြားနေရာမှာသွားကြည့်လိုက်ဝန်ကြီးချုပ်တယ်ဝန်ကြီးချုပ်တယ်ပြန်ပြီးတော့တွဲဆောင်ပွဲမှာရေးသားတဲ့အာကောမန့်တို့နဲ့တွားပြီးတော့ဒူမှာမဟုတ်ဘူး။ဘာလို့လဲဆိုလို့ရှိရင်အခုအိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ဖေ့စ်ဘွတ်ဖေ့စ်ဘွတ် ဖက်ချ်အော်မှမင်းအွန်လိုင်းနဲ့ရက်နေတဲ့ဟာတက်ပေါင်တွေဖော်ပြတဲ့ဟာမှာဆိုလို့ရှိရင်ကောင်းမတ်တွေကနှစ်ထောင်ကျော်ကျော်ပြီးတော့ရှေးတဲ့လူကနည်းနည်းပဲရှိတာပြီးရင်အဲ့ဒီထိုင်းဝင်ကြီးချို့တဲ့တခြားဝင်ကြီးချို့တွေနဲ့ရက်တဲ့ဟာတက်ပေါင်တွေတင်တင်လာတယ်ဆိုလို့ရှိရင်တော့အဲ့လောက်ထိကောင်းမတ်မရှိဘူးတရားကကောင်းမတ်ကိုကျွန်တော်မတ်တာကအကောင်းဖက်ကနေကွန်ကရစ်ကျူလရှိဆိုတဲ့ကောင်းယူပါတယ်ဆိုတဲ့ဇာတာနဲ့တော့မဟုတ်ဘူးတခြားနေတွေနဲ့မင်းအွန်လိုင်းနဲ့မူဒီတို့တခြားအခုဘူတန်တို့ပေါ့နော်ဘူတန်ဝင်ကြီးချို့တို့တွဲဆောင်မှုနဲ့ပတ်သက်ပြီးတော့ကောင်းမ မအောင်မတော်လေးကိုရေးသားမှုတွေများနေလို့ကျွန်တော်မြန်မာပြည်သူတွေရဲ့ရေးသားမှုကထိရောက်နေလို့ခုလိုမျိုးဝန်ကြီးချုပ်ဂူတန်ကဖြည်းဖြည်းဖြည်းရှမ်းနိုင်ဖြည်းရှမ်းနေရတဲ့အခြေအနေမျိုးတိကျွန်တော်တို့ကလောက်နေရဲဆိုတာကိုသိစေချင်ပါတယ်ဆိုတော့ဒီကစကောဆောင်အာဝရမ်ဘီကောင်ဝရမ်ဘီကောင်နဲ့တွေ့ရနေတဲ့မင်းအာဘူတန်ဝကြီးချုကတော့သူ့ရဲ့စာမျက်နှာမှာလုံးဝကိုမထားတော့ဘူးဆိုတော့ကိုတိတိနားလေတိရှိနဲ့တွေ့ရှိနေတဲ့တွေ့ကြောင်ပြင်ပြီးတော့ဖော်ပြရပြတာဖြစ်ပါတယ်ဆိုတော့ဒီဟာကတစ်ခုနောက်တစ်ခုက မင်းငလင်ပညာရှင်ဒေါက်တာမျိုးတန်ကငလင်ပေးအတွေ့ရန်ကုန်လဲကျူတင်ပြရှင်သိပြီလို့မြန်မာနောင်သတင်းဌာနမှာပြောဆိုထားတဲ့ရွတ်တန်ဖန်ကိုကျွန်တော်နဲ့တူနားထောင်ကြည့်ရှုအောင်ပါသူကတော့မင်းငလင်ပညာရှင်ဒေါက်တာမျိုးတန်ဖြစ်ပါတယ်အင်တာဗျူးတစ်ခုဖြစ်ပါတယ်ဒါကမန္တလေးတို့စကန်တန်းတို့တခြားနေရာမှာကျွန်တော်ပြည်သူတွေခံစားနေရတဲ့အာတည်ဆောက်မှုလို့ပြောဆောင်များနေတဲ့အထစ်ခတ်ပူပျက်စီးမှုတွေများနေတဲ့အတွေ့အကြောင်းအခုလိုမျိုးပြန်ပြီးတော့ဖြစ်လာမယ်ဆိုလို့ရှိရင်ရန်ကုန်လဲကျူတင်ပြီးတော့ပြင်ဆင်သိနေဆိုတဲ့ အင်တာဗျူးကိုကျွန်တော်နဲ့တူနားထောင်ကြည့်ရှုအောင်ပါပြီးသူတွေမသိတဲ့သူတွေပေါ့နော်ဒီဟာကပြင်ရှင်းနေအောင်ပေါ့ပြပြီးတော့မျက်ဝေပြတာဖြစ်ပါတယ်နားထောင်ကြည့်ရှုအောင်ပါအခုမှမှမန္တလေးကျွန်တော်တို့ငလျင်လှုပ်ပြီးတယ်ဟာဒီဘက်ကလာနိုင်ခြင်းရှိတဲ့ဆိုတာမျိုးအရင်ကြီးကြောက်လန့်သွားမှာကိုလေကျွန်တော်တို့အနေနဲ့စူးရင်းတယ်အဲ့တော့တတိထားဖို့တော့လိုလိမ့်မယ်အဲ့တော့ဟို1930ဘကူးငလျင်ခွန်တက်သမ3နဲ့မြန်မာတပိုင်းမှာအကြီး ဘာခေါ်မလဲအဆုံးရှုံးအပြည့်အစည်လူအသေးပြောက်များဆုံးလို့ပြောရမယ်အဲ့တော့ပဲခူးမှာလူ900တည်တယ်ရန်ကုန်မှာလူ90တည်တယ်ဒါ1930ကအနေထားပေါ့အဲ့တော့အခုအနေထားတည်အဲ့ဒါနဲ့လုံးဝကွဲပြားခြံတော့သွားပြီအဲ့ဒါရန်ကုန်မြို့ရဲ့လူဦးရေကျွန်တော်တို့6တန်းကျော်ရှိနေပြီနော်ဒါမျိုးလေးတွေကကျွန်တော်ရန်กว่าခြားသွားပြီဆိုတော့ဖြစ်နိုင်တယ်1930အခု2025ဆိုတော့95နှစ်ရှိပြီအဲ့တော့ပြန်လဲလှုပ်ခတ်ချိန်က နှစ်ပေါင်းကြာအများကြီးကြာလေလေကျွန်တော်ဖြစ်နိုင်ကြီးများလေလေပဲအဲ့တော့6တသမ5နဲ့အထက်လောက်ကအခုပတ်ဝန်းကျင်လှုပ်လိုက်မယ်ဆိုရင်ကိုပဲဟိုဘာကုန်မလဲဖြစ်နိုင်ကြီးများလာပြီဒီတက်ကြာရင် ကျွန်တော်တို့ပြင်အားပို့ပြီးတော့များဖို့ရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကကိုပြင်ဆင်တဲ့ပြင်ဆင်တိုက်တာတွေကိုတော့ပြင်ဆင်ဖို့ရအတွက်အကြံပြုလိုပါတယ်အဲ့တော့အထူးသဖြင့်ဒီအများပြည်သူတွေအနေနဲ့အဲ့တော့မိမိတို့ရဲ့နေအိမ်မှာဘာတွေကျွန်တော်တို့ပြင်ဆင်သင့်တယ်လဲပေါ့အဲ့တော့မိမိရဲ့အဆောက်အဦဒီငလင်းတန်းခန္ဓာရေးရှိသလားမရှိဘူးလားအခုဆိုရင်ဒါအွန်လိုင်းကနေပြီးတော့ဟိုအင်ဂျင်နီယာလူငယ်တွေ ကျွန်တော်တို့ပါကုန်လေ consultation ပေါ့အကြံပြုဆွေးနွေးနေတာ၄ရှိတယ်။ဟိုဒီအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတဲ့အခါကျွန်တော်မိမိရဲ့စာအုပ်ကိုဗီဒီယိုကင်မရာဖွဲ့ပြီးကျွန်တော်တို့ခဏရင်ရှိသလားမရှိဘူးလား။ဟောဘာဒီပြင်ဆင်မှုမှရမလဲ။ဒါမျိုးလေးတွေလုပ်တင်တယ်လို့တော့ယူဆမိတယ်။နောက်တစ်ခါဟို Facebook ဒီမှာမြန်မာနိုင်ငံငလင်ကော်မတီတို့ကျွန်တော်ထင်တဲ့လူသားစာနာတို့ဟိုစသည်ဖြင့်ပေါ့လေ။ဟို resources တွေရှိနိုင်တယ်။ငလင် အန်ဒီယန်နဲ့ပတ်သက်လို့မလုတ်ခင်လှုပ်နေစေလှုပ်ပြီးပေါ့ဟိုဆောင်ရွက်ကြရမယ်လုပ်ငန်းတွေဘာတွေရှိတယ်လဲဆိုတာလေးတွေကိုဟိုလေ့လာစီခြင်းနဲ့အဲ့ဒီအတိုင်းပဲကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်စီခြင်းနဲ့အရန်ကြီးကျွန်တော်တို့ဟိုကြောက်ရွံ့သွားပြီးတော့ဟိုမနေနိုင်မထိုင်နိုင်ဖြစ်မနေဘူးတော့ ဟိုမနေရမထိုင်ရဖြစ်နေဖို့တော့ကျွန်တော်တို့လိုဘူးပေါ့လေစီထားကြပြီးတော့ဖြစ်လာနိုင်တဲ့ငါတို့ဓာလေးတွေတက်နေသလောက်ပြင်ဆင်ကြမယ်ဆိုတာမျိုးလေးတွေကိုတော့လုပ်ကြဖို့ဟိုကျွန်တော်တို့အနေနဲ့တော့မြေတားရက်ခံလိုပါတယ်လို့ဟုတ် ခုလို2012သပေးချင်းလှုပ်ပြီးတော့နှစ်ပေါင်း73နှစ်လောက်အဲ14 5နှစ်လောက်ကြာ73နှစ်ကြာပေါ့လေခုဟိုမန္တလေးငလျင်လှုပ်တယ်အဲဒီလိုမျိုးဆိုရင်တော့ပြဿနာမရှိဘူးအဲသို့တော်လည်းပဲဇက်တိုက်အဲ့ဒီလိုလှုပ်လိမ့်မယ်အဲလှုပ်လာနိုင်တယ်ပေါ့ဟောလှုပ်လိမ့်မယ်လို့တော့လေကျွန်တော်တို့မမျောလင်းဘူးဟိုမလှုပ်တာပိုကောင်းတာမဟုတ်တော့အဲသို့တော်လည်းပဲပြည်သူလူထုအနေနဲ့တော့ကျွန်တော်တို့နည်းနည်းလေးသတိထားကြရအောင်မယ်ပြင်ဆင်ကြရအောင်မယ်အဲ့တော့အခုကာလကတော်လေးခက်တယ် အဲ့တော့ဟိုအားလုံးသိတဲ့အတိုင်းပဲမြန်မာနိုင်ငံကလက်ရှိဟိုကိုတကယ့်ကိုအကြတဲ့ရောက်နေတဲ့ကာလဖြစ်တယ်အဲ့တော့ပုံမှန်ချင်းဒီမှာကျွန်တော်တို့ကပြင်ဆင်ရပါဆိုတာက ပြောဖို့ရအတွက်လွယ်ကူသလောက်ပေါ့လုပ်ဖို့ရအတွက်လွယ်ကူသလောက်အခုကာလကအရန်ခက်ခဲနေမယ်လို့တော့ယူဆမိတယ်အဲ့တော့ဟိုရန်ကုန်မြို့လိုဟာမြို့လုံနိုင်မလားပေါ့အဲ့တော့ human resources ရော facility စီရောကကျွန်တော်တို့ဘယ်လောက်ထိ resources တွေပေါ့လေရင်းမြစ်တွေကဒါတွေကိုဆောင်ရွက်နိုင်အောင်ရှိနေတယ်လေဒါလေးကလည်းကျွန်တော်တို့အရေးကြီးလာတယ်အဲ့တော့အခြားတစ်ဖက်ကလည်းပဲပြည်သူလူထုကိုလည်းကျွန်တော်တို့ကအရန်ကြီးဟိုစိုးရင်ကြောက်လွန်ကြောက်ရွံ့သွားမှာလေကျွန်တော်တို့ခိုးရင်ဟိုဟိုပဲဖြစ်စီခြင်းဟုတ်နောက်ဆောင်ကြီးကိုရောကတော့ကျွန်တော်လိုက်တော့ကြည်လိုက်အောင်မယ်ဘယ်နှမိုင်လောက်တရားငလေးရင်လမ်းကြိုးရက်သွားမလဲတော့မသိဘူးဟုတ်တယ်မယ်ကြိုးလေးလမ်းလမ်းပိုင်းလမ်းပိုင်း ကျွန်တော်တို့ခုဒီလှုပ်သွားတဲ့ငလျင်ကိုကျွန်တော်တို့ကတော့မန္တလေးငလျင်ဆိုပြီးတော့သုံးဖို့ရအတွက်အရည်စူးကြတယ်ပေါ့လေ။ဘာဖြစ်လို့လဲဆိုတော့သခိုင်းငလျင်တို့သုံးလိုက်ရင်ကျွန်တော်တို့ဟိုသုတေသနလုပ်ငန်းတွေအတွက်နည်းနည်းလေးရောထွေးသွားနိုင်တာပေါ့လေ။ဘာဖြစ်လို့လဲဆိုတော့1956သခိုင်းငလျင်ဆိုတာရှိခဲ့ထားမိတာပေါ့။အခုကတော့ပျက်စီးအဆုံးရှုံးပမာဏကလည်းဒါမန္တလေးမှာကပိုပြီးတော့များတယ်အတွက်ကြောင့်မို့လို့အဲ့တော့သုတေသနရေရှည်လုပ်ငန်းအတွက်ရောစဉ်းစားပြီးတဲ့အခါကျတော့ဒါဟို2020 55ပေါ့နော်အဲ့ပြင်အားအခုလောလောဆယ်တော့ကျွန်တော်တို့က USGS ကဟာကိုတုံးထားတယ်ခွန်တက်တမခေါ်ပေါ့လေအချို့သော agency တွေဥပမာ Thai က meteorology department ကဆိုရင်သူက8တက်တမ2လို့တုံးတယ် ISC ပေါ့နော် International ဒီဟိုရင်းအပြစ်တင်ကဒီ agency ကကြတော့8ဆိုပြီးတော့သုံးလာရှိတယ်။အဲပမာဏက agency တစ်ခုနဲ့တစ်ခုဟိုဟိုပေါ်မှာအမူတည်ပြီးတော့ကြွဲပြားထားခြားနာလေးရှိတယ်ပမာဏကလေအဲပြန်ကောက်ရလို့ရှိရင်2025အဲပြင်အားပေါ့လေဟိုခွန်တသမခွန်ဒီအမတ်လ28ပေါ့လေအဲလှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ဆိုပြီးတော့ကျွန်တော်တို့တုံ့ပြန်ရအတွက်တော့ဟိုကျွန်တော်တို့ကဟိုရင်းလုပ်တယ်ဆာဂျက်လုပ်ကြတာပေါ့နော်ဟိုကြံပြူကြတာပေါ့ စကိုင်းပြည့်ရည်ရဲ့ရန်ကုန်မြို့ရဲ့အပိုင်းကိုကျွန်တော်တို့ကစဉ်းစားကြရမှာပေါ့လေအဲဆိုတဲ့အခါကျတော့ခု2012တပေးချင်းငယ်လျင်လှုပ်တယ်ပြင်အား6တပ်သမားရှိရှိတယ်နောက်တခါနှစ်ပေါင်း73နှစ်အကြာမှာအာဒီအခုဟိုအင်းဝငလျင်လှုပ်တဲ့အပိုင်းကနေပြီးတော့ဟို1839ပေါ့လေအပိုင်းကနေပြီးတော့အခု2025မှာပြန်လှုပ်တယ်အဲဟိုခွန်တပ်သမားခွန်ထားပါတော့လीပြန်လှုပ်တယ် ဆက်သုံးနေကြမှာဆိုတော့ဒီနှစ်ပိုင်းကလွဲလို့ကြံတဲ့အပိုင်းတွေဒီဒါအန်ရရှိတယ်လို့တော့ဟိုပြောကြရမှာပဲလေအဲ့တော့ဟိုဘကိုးဘက်ကိုကြည့်တဲ့အခါကျတော့ကျွန်တော်1929ပေါ့ကျွန်တော်တို့စွာငလင်လွတ်ခဲ့တယ်ပြန်ခွန်ရှိတယ်တဲ့နောက်တစ်ခါ1930ဘကိုးငလင်လွတ်တယ် အမေမှာတင်တယ်နော်အဲနောက်တစ်ခါ1930ဒီဇင်ဘာမှာဖြူးငလျင်ဆိုပြီးတော့လှုပ်တယ်အဲသူကတော့ပြင်အားအခွန်ထက်နေဟန်တူတယ်နောက်1931ပေါ့ဟော January မှာဟိုအင်တော်ကြီးဘက်ကိုဆက်ပြီးလှုပ်သွားတယ်ဆိုတဲ့ခါကျတော့လ9လ8လ9လလောက်ချားပြီးတော့ဒီဟိပြတ်၍ကကျွန်တော်တို့ငလျင်ဒီခွန်ပတ်ချလဲခွန်တတ်သမာ3ပေါ့ဟို၄ချိန်ကျွန်တော်တို့ဇက်တိုက်လှုပ်သွားတာကိုတွေ့ရတယ် ပြစရဒါကတော့မြန်မာနိုင်ငံတရင်ဌာနကမင်းမြင်းထားတဲ့ရုပ်တံပဲဖြစ်ပါတယ်။ဒါကတော့အာခုကျွန်တော်တို့မြန်မာနိုင်ငံမှာရန်ကုန်မြို့မှာထပ်ပြီးတော့ဖြစ်လာနိုင်တဲ့အတွက်ကြောင့်ဒီဟာကပြည်ရှင်ရမယ့်တချို့အာတခုတူဖြစ်ပါတယ်။ဆိုတော့အဲ့ဒီနောက်မှာနောက်တစ်ခုကတော့နေပြီးတော့ပြီးရင်အာဒီရုပ်ပိုင်းလိုက်မို့နော်။ဒီဟာနဲ့ပတ်သက်ပြီးတော့ဘူမူအာဘူကြီးရင်ရော်ရဲ့ကုန်းသက်ထားတဲ့ဗီဒီယိုဖန်ကိုကျွန်တော်နဲ့တို့ပြင်ပြီးတော့နားထောင်ကြည့်ရှုအောင်ပါ။တောက်ကြံလေးမနေ့ပိုင်းမှာတော့ ရခိုင်ချောက်ပြူသဘာဝထမ်းဝိတ်ပိုင်လိုက်အခြေအနေရဲ့နေပြည်တော်အနေထားရဲ့စီးရဲတဲ့သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာပဲဖြစ်ပါတယ်စစ်ဘုတ်ချုပ်တွေပြောလို့ရှိကြပါတယ်အသက်အရွယ်နည်းနည်းရလာပြီဆိုရင်တရားအားထုတ်ကြရမယ်တဲ့သဘောကတော့တရုပ်အားထားပေါ့ဗျာအဆိုပါသင်ခန်းစာတွေကိုစေဦးစီးတက္ကသိုလ်လို့ခေါ်တဲ့ဥစ္စတနဂတလို့ခေါ်တဲ့နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွေမှာ စစ်ဘုချုပ်တွေကိုတင် जा ပို့ချတာဖြစ်ပါလိမ့်မယ်ကျွန်တော်တို့တွေတက်ရောက်ခဲ့ဦးတဲ့ရင်းခွဲစုလို့ခေါ်တဲ့တိုင်ရင်မှုတင်တန်းတက်ခွဲမှုတင်တန်းတက်စုမှုတင်တန်းနေမှာတော့အရေးအမွဲ့လောက်သာပြောကြားခြင်းဖြစ်ပါတယ်အခုလဲတဘာဝဘေးဒဏ်ငလင်ကြောင့်တန်လန်းတွေကိုကတ္တရာလန်းတွေပြက်ဒကားတွေချိုးကုန်ကြပေမဲ့တဘာဝထံဝေပိုင်လိုင်းကြီးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာတော့မတွေ့ရသေးပါဘူးအင်းရှမ်းမြောက်စစ်ပွဲ အမ်းမြိုသိန်းတိုက်ပွဲမှာလည်းနှစ်ဖက်အထိကအကြဆုံးတာဖြစ်ကြပါလေ။ပိုက်လိုင်းကတော့အေးဆေးအနေထားပဲဖြစ်ပါလေ။အမ်ဘရန်နန်တိုင်းတောင်စောက်တိုက်ပွဲမှာတော့အေးအေးနဲ့ပူပေါင်းတပ်ဖွဲ့တွေလက်ထဲရောက်သွားတဲ့ပန့်စတေရှင်ကိုလေချောင်းတိုက်ခိုက်ခဲ့ပြီးမြပိုက်လိုင်းကိုမထိခဲ့ပါဘူး။อืมသို့တော့တော်တော်လေးနီးနီးကပ်ကပ်အထိပြစ်ခတ်တိုက်ခိုက်ခဲ့တာတော့ရှိခဲ့ပါလေ။ယခုလည်းမလင်းဘေးဒဏ်ခံရတဲ့ဒေသတွေကိုပိုက်လိုင်းဟာဖြတ်တန်းထားတာဖြစ်ပေမဲ့ ပျက်စီးမှုသတင်းတွေကျက်လာတာတော့မတွေ့ရသေးဘူးဖြစ်ပါတယ်။ပိုက်လိုင်းဟာအ мян လမ်းမှာဆိုရင်နထိုးကြီးမြို့နယ်ကန်ဖာရိုနာကဖြတ်သွားတာရှိတယ်လို့ရန်ကုန်မန္တလေးလမ်းဟောင်းကိုတော့ကျောက်ဆက်တောမှတက်ကတူအနီးချိုင်းနာမြို့မှာပန်စတေရှင်နားကနေဖြတ်တန်းထားတာဖြစ်ပါတယ်။ဒုထဝရီမြို့ကိုတော့ရွာသာယာနီးပိုက်လိုင်းကူးတကားကနေဖြတ်တန်းသွားတာကိုတွေ့ရပါတယ်။အင်းအမြောက်တန်းဘုံတန်းမလင်တန်းပြီးတယ်လို့ဆိုရလိမ့်မလားဖြစ်ပါတယ်တကယ်တမ်းသာ မပြစည်းခဲ့ဘူးဆိုရင်တော့တရုတ်ဘူမိဗေဒပညာရှင်တွေမညံဘူးလို့ဆိုရမှာဖြစ်ပါတယ်။နေပြည်တော်နယ်မြေဟာမလင်းဗေဒံအတွက်စိတ်မချရတော့ဘူးလို့ပညာရှင်တွေကထောက်ပြလာကြပါတယ်။နေပြည်တော်လေတဲ့တဲ့မှာငလင်ရောရှိတယ်လို့ဆိုကြတာဖြစ်ဖို့များပါတယ်။2023ခုနှစ်တုန်းကဥပ္ပါဒတန်ဒီဇေဒီတော်ရေမြင်တော်အထိမြေအောက်ကြီးတွေပန်းထွက်လာလို့ဘောဘကအဖွဲ့ဖုံဖုံဖိဖိလှုပ်ပြလိုက်တာရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပွားခြင်းဟာ နေရာဒီမှာဖြစ်ခဲ့တာဖြစ်ပြီးအဲ့ဒီတော့ကနေပြီးတော့နေရာတော်တော်များများရှုံ့ဘွက်တွေပန်းထွက်လာခဲ့ပြီးဖျားချေရင်ကလက်လုံတောင်မှာအများဆုံးတွေ့ရတာဖြစ်ပါတယ်။အင်းပုပ္ပတိမြို့နယ်မြေအောက်မှာလည်းရေဝင်နေတယ်လို့ပြောနေကြပါတယ်။နေပြီးတော့လို့မြို့ပြတိကြီးစောင့်နိုင်ခဲ့တယ်။မြေနေရာရွေးတာအရန်တော်တယ်။အုံနောက်အရန်ကောင်းတယ်လို့ချီးမွမ်းတာချီးမွမ်းမွှန်းခဲ့တဲ့ဘောမအောင်ဆွဲတိုက်အတွက်ဒီသတင်းသာမှန်ခဲ့ရင်တော့အုတ်ချုပ်ရေးမြို့တော်နေပြည်တော်ဟာမရေရာတော့ရွယ်ဖြစ်ပါတယ်။ နေဒီယိုနေမီဟာစစ်ရေးအရာအချက်ချကြပါတယ်။နိုင်ငံအလဲတိုင်းဟာနေနေရာလုံးဖြန့်ပြက်ဆက်သွက်ဖို့တင့်တော်တယ်ဆိုတာကိုညင်မရပါဘူး။သို့ပေမဲ့အဲ့ဒီကာလတုန်းကဒီဘက်ခေတ်လိုလွတ်တော်မှာအတီးပြုရွေးချယ်ခဲ့တာမဟုတ်ပဲရွှေကြီးရဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့နေရာရွေးလိုက်ပုံရပါတယ်။ပညာရှင်တွေနဲ့လည်းတိုင်ပင်ခဲ့အကြံဉာဏ်ရယူခဲ့ပုံမရပါဘူး။อืมစစ်ရေးအမြင်တစ်ခုတည်းနဲ့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ကဲအခုတော့နေပြီးတော့ ဘယ်လိုလုပ်မလဲပြင်ဦးလွင်ကစစ်တပ်ကတူတွေရောဘေးကိုရွှေ့ကြမလဲอืมရက်20ကြာအပြည့်ရတဲ့ဆိုတဲ့စစ်တပ်ဟာအရွက်တိုက်နေသလားတောင်ချင်ရပါတယ်ကချင်ပြည်နယ်ဝိုင်းမော်လမြန်ရွာကိုဒရုန်းနဲ့တိုက်ခိုက်ပါတယ်မြေပြင်ထိတွေ့မှုပြစ်ခတ်တံနေလဲကြားနေရတယ်လို့ဆိုပါတယ်อืมဘမော်ကိုလည်းလေချောင်းကနေတိုက်ခိုက်ခဲ့ပြီးအင်းတော်ကြီးကိုလေချောင်းတိုက်ခိုက်မှုမရှိပါဘူးစခိုင်းတိုင်းအင်းတော်ဖြစ်ဖို့များပါတယ်စခိုင်းတိုင်းလည်းဟာကဏီကိုလည်း ဖုန်းလိုင်းဖြတ်တော့ထားပြီးလေကြောင်းတိုက်ခိုက်မှု၅ချိန်ထဲမှာပြုလုပ်ထားပါတယ်။ချင်းပြည်နယ်ဖလန်းဘက်ကိုလည်းလေကြောင်းကနေပြစ်ခတ်ထားတာရှိပါသေးတယ်။မကွေးလေတာကနေအထူးကထားပြီးလှုပ်ဆောင်နေတာဖြစ်ပါတယ်။ညနေပိုင်းသို့မဟုတ်နောက်ရက်တွေကျရင်ရှမ်းမြောင်အနေထားကိုတုံးသက်နိုင်မှုအချက်လက်တွေစူးစီးတိစောက်နေပြီဖြစ်ပါတယ်။ ကဲဆိုတော့ဒီဟာကတော့ကြောဖြူကတဘာဝဓာငွေဘလန်းနဲ့မရေရာတော့တဲ့နေပြည်တော်ရဲ့အခြေအနေကိုသုံးသပ်ဆွေးနွေးပြတဲ့ဘူကြီးနဲ့ယုတ်အတိုင်းတွေဖြစ်ပါတယ်ဒါကတော့ဒီနေ့ရဲ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမေတန်းကြည့်ရှုအားပေးနေကြတဲ့တော်လန်ပြည်သူများအားလုံးကိုလည်းကိုယ်ကြီးကြမှာချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ